မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းနီးမြန်မာသားဖန်နီးနဲ့စကားပြောဆိုနီးလေးတွေအပြင်အတန်းစင်အလိုက်မြန်မာသားဖတ်စာလေးတွေသင်ကြားပေးနေတာဖြစ်ပါလိမ့်ရှင်လိုအပ်မယ်ဆိုရင်သင်ယူလေ့လာနိုင်ပါလိမ့်ရှင်ဒီနေ့တော့နဝမာတန်းမြန်မာသားဖတ်ဆောင်မှာရှိတဲ့မြန်မာတရားလေးတွေကို သင်ကြားပေးနေတာဖြစ်ပါလိမ့်ရှင်ပရမဟုဆုံးမြန်မာတရားထဲမှာပါဝင်တဲ့ပစ္စည်းလေးတွေရဲ့ အကြောင်းကနေပြီးတော့ယင်နန်းပစ္စည်းတွေရဲ့အကြောင်းကတော့ပထမရက်ကတင်ကြပေးခဲ့တာဖြစ်ပါတယ်နန်းပစ္စည်းတွေရဲ့အကြောင်းဒါဆိုရင်ဒီနေ့မှာတော့ကရိယာပစ္စည်းတွေရဲ့အကြောင်းကိုဆက်လက်ပြီးတော့တင်ကြပေးသွားမှာဖြစ်ပါတယ်ကရိယာပစ္စည်းတွေထဲမှာမှ ီနေ့တော့အမေးပစ္စည်းနဲ့ကိန်းညွန်ပစ္စည်းဆိုတဲ့ပစ္စည်းလေးကရိယာပစ္စည်းလေးနှစ်ခုကိုဆက်လက်ပြီးတော့သင်ကြားပေးသွားမှာဖြစ်ပါလိမ့်ရှင်။ဒါဆိုရင်ဒီကရိယာပစ္စည်းလေးတွေကနေပြီးတော့ရင်အမေးပစ္စည်းအမေးပစ္စည်းဆိုတာဘာလဲဆိုတော့သိလို့တဲ့အကြောင်းအရာတွေကိုမင်းမြန်ရမှာ သုံးတဲ့ပစ္စည်းကို အမေးပစ္စည်းလို့ခေါ်တယ်။နော်ဟုတ်မဟုတ် ဖြေရတဲ့အမေး เนาะအမေးတွေမှာလောလာဆိုတဲ့เนาะလောလာဆိုတဲ့ပစ္စည်းတွေကိုတုံးတာဖြစ်ပါတယ်เนาะလောလာဆိုတဲ့ပစ္စည်းတွေကိုတုံးတာဖြစ်ပါတယ်ကဲဒါဆိုရင်တာရကအနေနဲ့ကြည့်အောင်ဤဖြစ်ရသည်မှန်တယ်လို့တဲ့เนาะအဖြစ်ရပါလေမှန်ပါသည်တဲ့ ညောမေးတဲ့မေးခွန်းကဘာလဲဆိုတော့ဤဖြစ်ရသည်မှန်သလောတဲ့ဒါဆိုရင်တော့သူကလောလေးနဲ့မေးသွားတာကရိယာပစ္စည်းတွေရဲ့အကြောင်းလောနဲ့မေးသွားတာဤဖြစ်ရသည်မှန်သလောတဲ့အဖြေကြတော့ဘလို့ပြန်ဖြေလဲဆိုတော့မှန်ပါသည်တဲ့ကဲဒါဆိုရင်လောပြီးတော့လာဆိုတဲ့စကားလုံးလေးတွေရောဘလို့ပုံစံဒီလေးနဲ့သုံးလို့ရလဲဆိုတော့ထမင်းစားပြီးပြီလားတဲ့ ဒါအမေဝကြကရိယာပစ္စည်းအမေဝကြတွေပါထမင်းစားပြီးပြီလားတဲ့ဒါဆိုရင်ပြန်ဖြည့်တယ်ဘလို့ပြန်ဖြည့်လဲမပြီးသေးပါဘူးတဲ့မေးတာကထမင်းစားပြီးပြီလားပြန်ဖြည့်တော့မပြီးသေးပါဘူးဒါဘာလဲဆိုတော့အเจ้าညာတွေကို ရှင်းလင်းအောင်လို့နော်ဖြည့်ရတယ်ရှင်းရှင်းလင်းလင်းဖြည့်ရတာအမေမှာနီလက်တော့ နော်နီလက်တုံစတဲ့ပစ္စည်းတွေနဲ့တော့တုံးပြီးတော့မေးတာနော်ပြန်ဖြေတာတော့နော်ဥပမာဖြေဖြေတဲ့မေးခွန်းပေါ်ပေါ်မှာကြည့်ပြီးတော့ပြန်ဖြေတာဤဖြစ်ရသည်မှန်သလားလို့မေးရင်မှန်တယ်ဆိုရင်မှန်ပါသည် မမှန်ဘူးဆိုရင် မမှန်ပါဘူးဒါဆိုရင်ဓမင်းစားပြီးပြီလားဆိုရင်ပြီးပြီဆိုရင်နော်စပီးပါပြီမပြီးသေးဘူးဆိုရင်မပြီးသေးပါဘူး ်နော်ကဲဒါဆိုရင်နောက်ထပ်သာဒကလေးတစ်ခုကိုကြည့်ရအောင်နောက်ထပ်သာဒကလေးမှာဤရွာဤအမိကိုမြည်သောခေါ်သည်နီဒါမေကွန်မေကွန်အမေးလေးမှာဒီလိုမေးတာခုနကပြောတဲ့နီလဲတုံးဆိုတဲ့နော်ပစ္စည်းလေး၃မျိုးနဲ့နော်မေးထားတာဤရွာဤအမိကိုမြည်သောခေါ်သည်တဲ့ ဲ့ဒါဆိုရင် तू ကပြန်ဖြေထားတယ်ညောင်းမင်းသားရွာဟူခေါ်ပါသည်တဲ့မေးထားတာနီးနဲ့မေးထားတယ်သနီးတော့ပြန်ဖြေထားတယ်ညောင်းမင်းသားရွာဟူခေါ်ပါသည်တဲ့ကဲ့ဒါဆိုရင်နောက်တစ်ခုနောက်မေကုံးလေးတစ်ခုကြည့်အောင်တုံးလေးနဲ့မေးထားတယ်မေကုံးလေးကြည့်အောင်မင်းဘယ်အချိန်ကရောက်နေတာတော့ ဒါဆိုရင် तू အပြန်ဖြေထားတယ်မနေ့ကရောက်တယ်ဒါမေကုံးလေးနော်မင်းပဲအချိန်ကရောက်နေတာတော့ပြန်ဖြေတာမနေ့ကရောက်တယ်ကဲဒါဆိုရင်နောက်ထပ်တစ်ခုကြည့်အောင်နောက်ထပ်နော်မေကုံးလေးတစ်ခုကိုကြည့်အောင်ဘာကိစ္စရှိလို့တော့တဲ့ဒါဆိုရင် तू အပြန်ဖြေထားတယ်ဒီအိမ်ကဥလေးနဲ့တွေ့ကျင်လို့ပါတဲ့ဒါလေးကတော့အမေးပစ္စည်းလေး နော်ကရိယာပစ္စည်းလေးထဲမှာပါတဲ့အမေးပစ္စည်းလေးလောလာနဲ့နီးလဲတုံးတုံးပြီးတော့မေးတဲ့မေးခွန်းလေးတွေနဲ့ပြန်ဖြေနီးလေးတွေကိုနော်ပြောပြခဲ့တာဖြစ်ပါတယ်ကဲနောက်ထပ်တစ်ခုကတော့ကိန်းညွန့်ပစ္စည်းကိန်းညွန့်ပစ္စည်းဆိုတာဘာလဲဆိုတော့ကရိယာတွေရဲ့အများကိန်းကိုညွန့်ပြတဲ့နောက်ဆက်ကိုကိန်းညွန့်ပစ္စည်းလို့ခေါ်တယ်နော်ကိန်းညွန့်ပစ္စည်းတွေရဲ့နောက်ဆက်တွေကဘာတွေလဲဆိုတော့ နော်ကိညုံပစ္စည်းတွေရဲ့နောက်ဆက်တရားဘာတွေလဲဆိုတော့ကြ ကုံကြကုံဆိုပြီးတော့ယင် နော်ဒီကိညုံပစ္စည်းနောက်ဆက်၃ခုကိုတွေ့ရမှာဖြစ်ပါတယ်ကဲဒါဆိုရင်တာရကကိုကြည့်အောင်စဘာပင်တို့သည် မိုးကောင်းစွာရသည်ဖြင့်ရှင်သင်ကြဤကြလေးကိုသုံးသွားတာ။ နော်စပားပြင်နေအောင်မိုးကောင်းစွာရတဲ့အတွက်ကြောင့်မလို့ရှင်သန်ကြတယ်။ကဲနောက်တစ်ခုကြည့်အောင်လွတ်လပ်ရေးနေ့တွင်ပျော်ပွဲရှင်ပွဲများကျင်းပကြကုန်ဤကြကုန်ဆိုတဲ့အသုံးလေးကိုသုံးသွားတယ်။လွတ်လပ်ရေးနေ့မှာပျော်ပွဲရှင်ပွဲများကိုကျင်းပကြကုန်ဤတဲ့ကဲဒါလေးကတော့ तू ကအမေးပစ္စည်းမဟုတ်ဘူးကိန်းညွှန်းပစ္စည်းရှေ့ကနော် ညွန့်ညွန့်ညွန့်ပြီးတော့ပြတ်တထားတဲ့ပစ္စည်းကိန်းညွန့်ပစ္စည်းကုံကြကုံစပားပင်တို့သည်မိုးကောင်းစွာရသဖြင့်ရှင်သင်ကြ၏မိုးကောင်းတဲ့အတွက်ကြောင့်မလို့စပားပင်တွေနော်ရှင်သင်ကြတယ်နော်ကိန်းညွန့်ထားတာဘာလို့လဲမိုးကောင်းစွာရတဲ့အတွက်ကြောင့်မလို့ရှင်သင်ကြတယ်ဆိုတဲ့ဟာကိုနော်ကြဆိုတာက နော်ညှို့ထားတာနောက်တစ်ခုကလွတ်လပ်ရေးနေ့တွင်ပျော်ပွဲရှင်ပွဲများကျင်းပကြကုန်၏တဲ့ဒါဒီကြကုန်ကလည်းဒါကိန်းညွန့်ပစ္စည်းလေးပဲကဲဒါဆိုရင်ဒီနေ့အဖို့တော့ကရိယာပစ္စည်းလေးနှစ်ခုမှာအမေးပစ္စည်းလေးနဲ့ကိန်းညွန့်ပစ္စည်းလေးကိုတင် जा ပေးသွားတာဖြစ်ပါတယ်။နော်နဝမတန်းမြန်မာသာဖတ်စာမှာပါဝင်တဲ့ ရိယာပစ္စည်းလေးတွေရဲ့အကြောင်းကိုဆက်လက်ပြီးသင်ပေးနေတာဖြစ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။